ီအပေါ်ကားကိုတစ်ချက်လောက်ကြီးလိုက်ပါသူနဲ့ထုလဲလုံးဝမပြတ်စီဘူးကြီးစံအသေးစားဖြစ်တဲ့6မီလီမီတာတနပ်ပြစ်ပြစ်လဲကားရဲ့ကိုယ်ထည်ကိုလုံးဝမတဖောက်ထွင်နိုင်ဘူးဒီကားကဘာကားလဲဆိုရင် Tesla မှထုတ်ထားတဲ့ Cybertruck ကားပဲဖြစ်ပါတယ်ဒီကားကတခြားကားတွေထက်ပိုမိုခိုင်ခန့်တယ်လို့သိရပါတယ်ဒီကားဟာဆိုရင်2019ခုနှစ်တုန်းက Elon Musk အတော်လေးအချမ်းရစေခဲ့ပါတယ်အဲ့ဒါကဘာလဲဆိုရင် Cybertruck ကားပြပွဲတုန်းက ဒီကားဟာဘလောက်ခိုင်မာကြောင်းဘလောက်တန်မာကြောင်းပြောခဲ့တော့လေတမဏိပေါ်လုံးဖြစ်ကားမန်ကိုစမ်းပစ်လိုက်တဲ့အချိန်မှာကားမန်ကကွဲခဲ့ပါတယ်။ဒါကြောင့်မလို့ Elon Musk ကအတော်လေးအချက်ရစီခဲ့ပါတယ်။2024မှာတော့ YouTuber တွေရဲ့စမ်းသက်ချက်အရတမဏိပေါ်လုံးဖြစ်ကားမန်ကို ဆန်းပစ်ခဲ့မယ်ဆိုရင်ကားရဲမှန်ကလုံးဝပြတ်တော့မှာမဟုတ်ဘူးလုံးဝကွဲတော့မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုရင်ကားရဲမှန်ကိုပိုမိုခိုင်ခန့်အောင်ပြုပြင်ပြီးဖြစ်တဲ့အတွက်ပါဒီကားဟာဆိုရင်လည်းတရုတ်ကားလိုမျိုးပဲရေထဲမှာဝင်မောင်းလို့ရပါတယ် ရေအနက်ဘလောက်မောင်းလို့ရတယ်လဲဆိုရင်30နစ်လက်မှတ်အထိမောင်းလို့ရပြီးတော့ရေမှာဘလောက်ကြာကြာမောင်းလို့ရတယ်လဲဆိုရင်10မိနစ်မိနစ်30ခန့်မောင်းလို့ရဟာပေါ့နော်တို့ပေမဲ့ရေထဲမှာမောင်းလို့ရတယ်ဆိုပေမဲ့ကားတစ်ခုခုပျက်စီးခဲ့မယ်ဆိုရင် Tesla ဘက်ကတာဝန်ယူမှာမဟုတ်တဲ့အတွက်ရေထဲမှာမမောင်းဖို့လိုအပ်ပါတယ်ရှင်